မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။အေအေရဲ့ထိုးစစ်ပြင်းထန်လာခြင်းကြောက်ပြူထူစီဝိုင်းစုံစီမံကိန်းအရှင်မြင့်ရန်အာနာသိန်းဒုတိယခေါင်းဆောင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အရခတတော်အေရဲ့ထိုးစစ်ဆင်မှုနဲ့အတူကြောက်ပြူမျိုးအနည်းထိတိုက်ပွဲများပြင်းထန်လာခြင်းမှာတရုတ်အစိုးရနဲ့လက်မှတ်ထိုးထားတဲ့ကြောက်ပြူအထူးစီဝိုင်းစုံကိုအောင်မြင်အောင်ဆောင်ရွက်ဖို့စစ်ကောင်စီဒုတိယခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကပြောပါရယ်။မလ၁၇ရက်မှာနေပြည်တော်မှာပြုလုပ်တဲ့မြန်မာအထူးစီဝိုင်းစုံဆိုင်ရာဗဟုအဖွဲ့အစည်းအဝေးမှာ ပြောခဲ့တာပါကြောက်ဖြူအတူစီဝိုင်းဆောင်ကစီဝိုင်းရေးနဲ့နိုင်ငံရေးအရေးပါပြီးနိုင်ငံအတွက်အကျိုးများစွာဖြစ်ထွန်းနိုင်လို့အောင်မြင်အောင်ဆောင်ရွက်သွားရန်လူကြောင်၎င်းကဆိုပါတယ်စစ်ကောင်စီနဲ့တရုတ်ထိုးထားတဲ့တက်တန်းလုံးစာချုပ်ကကြည်တော်မင်းသူတို့တိုးတက်အောင်မလုပ်နိုင်ဘူးဒါကြောင့်လောနေတာစီမံကိန်းတာဝန်ခံတွေရောထွက်ပြေးနေရတာဘလို့လုံနိုင်မှာလဲလို့ကြောက်ဖြူမျိုးကစီဝိုင်းလုပ်ငန်းရှင်တောင်ကပြောပါတယ် ဦးသိန်းစိန်လက်ထက်ကတရုတ်အစိုးရကအလို့ကြားထုတ်ဆိုခဲ့တဲ့ကြောက်ဖြူအတူစီဝိုင်းဆောင်ရေနက်စီမံကိန်းလုပ်ငန်းလုပ်ကင်ခွင့်သဘောတူစာချုပ်ကိုအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီ NND လက်ထက်2018မှာပြန်လည်ပြင်ဆင်ထုတ်ဆိုခဲ့ပါတယ်။ဦးသိန်းစိန်အစိုးရလက်ထက်စာချုပ်မှာရေနီးမြုပ်နှံမှုပမာဏကိုဒေါ်လာ9.3ဘီလီယံနဲ့စတင်မှာဖြစ်ပြီးစီမံကိန်းရဲ့85ရာခိုင်နှုန်းကိုတရုတ်ကပိုင်ဆိုင်ပြီးမြန်မာနိုင်ငံဘက်မှ15ရာခိုင်နှုန်းကိုသာပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။ရွှေကောက်ခံအချက်သားအစိုးရ NND လက်ထက်မှာစ ီမံကိန်းအတွက်ရှင်ရခွဲဝေပိုင်ဆိုင်မှုကိုတရုတ်နိုင်ငံ CIDIC ဘက်က80ရာခိုင်နှုန်းနဲ့မြန်မာဘက်က30ရာခိုင်နှုန်းကိုပြင်ဆင်ချုပ်ဆိုခဲ့ပါတယ်။တရုတ်ရဲ့အကြွေးထောင်ချောင်းမမိစေဖို့စီမံကိန်းရဲ့ပထမအဆင့်မှာမြန်မာဘက်ကရင်းနှီးမြှုပ်နှံမှုတန်ဖိုးဒေါ်လာက1.3ဘီလီယံနဲ့သာစတင်ဖို့ငွေပမာဏလျှော့ချခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစီမံကိန်းစမလုံနိုင်တော့တယ်လို့နောက်ဆက်တွင်စာချုပ်ကို2023ခုနှစ်ဒီဇင်ဘာ26ရက်မှာစစ်ကောင်စီကတက်တန်းတိုးချုပ်ဆိုခဲ့ပါတယ်။2025ခုနှစ်စွန်လ25ရက်မှာတက်တန်းတိုးကာလပြည့်မှာဖြစ်ပါတယ်။လုပ်ငန်းဤပြည့်ပြန်အောင်မဖြစ်မနေဆောင်ရွက်ရမယ့်ကိစ္စရပ်တွေကိုအကောင့်ထည့်ဖို့ဖို့စစ်ကောင်စီဒုတိယကောင်ဆောင်ပြောသွားပါတယ်။ဒါအပြင်ပထဝီနိုင်ငံကြီးအခြေအနေအရနိုင်ငံအတွင်းအထူးစည်းဝိုင်းစုံတွေကိုအကောင့်ထည့်ဖို့ရမှာစည်းဝိုင်းရှုထောင့်တခုလည်းမကြည့်ပဲနိုင်ငံကြီးအနေနဲ့လည်းထည့်သွင်းစဉ်းစားသွားဖို့လိုအပ်ကြောင်း ဒါကြောင့်လက်ရှိအကောင့်ထည့်ပေါ်ဆောင်ရွက်နေတဲ့ဒီလဝါထူစီဝိုင်းစုံအနာဂတ်မှာအကောင့်ထည့်ပေါ်လာမယ့်ကြောက်ဖြူနဲ့တဝဲထူစီဝိုင်းစုံတွေကိုနိုင်ငံရေးနဲ့ရှင်တွဲပြီးနိုင်ငံရေးနဲ့စီးပွားရေးပေါင်းစပ်ခါဆောင်ရွက်ကြမယ်လို့လည်းအာနာသိန်းဒုတိယခေါင်းဆောင်ကဆိုပါတယ်။လုပ်ငန်းတွေအမြန်ဆုံးပြည့်ပြည့်အောင်လုပ်ဖို့တွန်းထားတာတရုတ်ကိုမျက်နှာရမလားလို့ရှောက်ပြောနေတာမရင်မရကိစ္စပါလို့ကြောက်ဖြူမျိုးကတရင်အရှင်မြစ်ကပြောပါတယ်။ကြောက်ဖြူမျိုးအနည်းငါးမိုင်ခန့်အကွာမှာတိုက်ပွဲများပြင်းထန်နေပြီးအင်းကတညရင်းရစ်တဲ့ဌာနချုပ်နီကင်းစကန်နီကိုတိုးစစ်ဆင်တိုက်ခိုက်နေပါတ တယ်။တညာဝတီရေတပ်ဌာနချုပ်နီဦးကင်းကြည်ရွာကိုစစ်ကောင်စီတပ်ကမလာချောင်ရမနက်ပိုင်းမှာမိရှုဖျက်ဆီးခဲ့ပါတယ်။အဲ့ဒီနေ့ကစစ်ကောင်စီတပ်နဲ့အင်းတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီကလေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ ဒေတာရင်းရင်းနှီးမြှုပ်နှံမှုစီမံကိန်းနေရာတွေကိုရှောင်ကွင်းပြီးအေကစင်ရေးဖော်ဆောင်နေသလိုထိုးစစ်ကိုရပ်တန့်လိမ့်မှာမဟုတ်ကြောင်းတိုင်းရင်သားအရေးကျွမ်းကျင်သူတအုပ်ကတုံ့သက်ပြောဆိုပါတယ်။ကြောက်ဖြူမျိုးနဲ့အတွင်းစစ်ကောင်စင်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကတရုတ်အစိုးရကိုတောသားထွက်စေနိုင်သလိုလက်ရှိကြောက်ဖြူအခြေအနေကတရုတ်အစိုးရအနေနဲ့အေအေနဲ့ဆွေးနွေးညှိနှိုင်းရန်လိုအပ်နေပြီလို့တိုက်တွန်းမှုတွေရှိပါတယ်။တိုက်ပွဲကဥကင်ရွာအပြင်ချက်တိန်ဒေါင်းစီမော် ကလပ်ပါတောင်ကျင်းရွာတို့မှာလည်းဖြစ်ပွားနေပြီးအေအေရဲ့ချောက်ပြူမျိုးသိမ်းတိုက်ပွဲကပုံမှုပြင်းထန်လာကြောင်းဒေသခံတွေကပြောပါတယ်အဆိုပါရွာများမှာဒေသခံတွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှစပြီးကြောက်ပြူမျိုးပေါ်နဲ့အနီးပတ်ဝန်းကျင်ကျင်းရွာတွေမှာတင်းရှောင်နေပါတယ်။ကြောက်ပြူမျိုးမှာတိုက်ပွဲပြင်းထန်နေစဉ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တချို့လေကြောင်းမှရောက်ရှိလာပါတယ်။အထူးစီးပွားရေးဆောင်တဲ့ရှင်နဲ့စင်ကန်စီမံကိန်းနေရာတွေမှာတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလုံခြုံရေးယူထားကြောင်းမြို့ကန်ချို့ကပြောပါတယ်။ ဆက်လက်ပြီးအိန္ဒိယလွှတ်တော်အမတ်တချို့အချုပ်ချာအာဏာထိပါပြောဆိုမှုအစ်အာဏာသိမ်းမှုကြောင့်တိုင်းပြည်အောက်ကျနောက်ကျဖြစ်နေရတာကိုမိမောင်းထိုးပြနေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကျမတို့တိုင်းပြည်အချုပ်ချာအာဏာသူနေရာသူပြောင်းရောင်းဖို့ပဲအဒီကမျက်ကြည်မပြတ်ဆောင်ရွက်သွားမှာပါလို့နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်က ပြောပါရင်အိန္ဒိယနိုင်ငံပြည်နယ်လွှတ်တော်အမတ်တချို့ကမြန်မာပိုင်းနဲ့က ကပွန်တိုင်ဝမ်ကိုပြန်လည်ရယူဖို့နဲ့ချင်းပြည်နယ်ကိုအိန္ဒိယနဲ့ပေါင်းစည်းဖို့ပြောဆိုလာမှုတွေကစစ်အာဏာသိမ်းမှုကြောင့်တိုင်းပြည်အောက်ကျနောက်ကျဖြစ်နေရတယ်ဆိုတဲ့အချက်ကိုမိမောင်းထုတ်ပြန်လိုက်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြိုင်းဝင်ကြီးဒေါ်စင်မအောင်ကသတင်းဌာနကိုပြောပါရီတိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုရွှေခောက်ခံအစိုးရတင်းရက်ထံမှအတင်းအဓမ္မစစ်အာဏာသိမ်းလိုက်တဲ့နောက်ဆက်တွင်ရလည်းအပြင်အိန္ဒိချင်းနိုင်ငံများဒေသတွင်နိုင်ငံများကြားမှာတိုင်းပြည်အောက်ကျနောက်ကျဖြစ်နေရတယ်ဆိုတဲ့အချက်ကိုမိမောင်းထုတ်ပြခြင်းဖြစ်ကြောင်း NUG နိုင်ငံခြိုင်းဝင်ကြီးက ြောပါရယ်အခုအဲ့ဒီပြည်သူအများစုကရွှေကောက်တင်မြောက်ထားတဲ့အရသာအစိုးရခေါင်းဆောင်တွေကိုတရားမဝင်ဖမ်းဆီးဆက်ဆွဲအကျဉ်းချထားတဲ့အပြင်အချုပ်အခြာရင်မူလပိုင်ရှင်ဖြစ်တဲ့ပြည်သူလူထုကိုနေစင်နဲ့အများစိတ်ရောကိုရော ပင်ပန်းစင်ရဲမှုတွေဖြစ်အောင်ဖိနှိပ်ရက်စက်အကြမ်းဖက်နေမှာတော့ကျမတို့တိုင်းပြည်ရဲ့အချုပ်အခြာအာဏာဟာအာနေချင်းနေတဲ့အခြေအနေကိုရင်ဆိုင်နေရတယ်ဆိုတဲ့အခြေအနေစိုက်နေပြီဆိုတဲ့ပြယုံလို့မြင်ပါတယ်လို့ဝင်ကြီးဒေါ်စင်မအောင်ကမှတ်ချက်ပြုပါတယ် မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာမူလပိုင်ရှင်မှာမြန်မာပြည်သူလူထုသာလင်ဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးကဆိုပါရင်ပြီးခဲ့တဲ့မတ်လ၃ရက်နေ့မှာကျင်းပတဲ့အိန္ဒိယလွှတ်တော်မှာ Rash Shah Sabati အမတ် လီရှန်ပါစာနာချူပါကမြန်မာနိုင်ငံပိုင်နက်ထက်ရှိသခိုင်းတိုင်းချင်းပြည်နယ်အစပ်ကပေါ်ချိုင်ဝမ်ကိုမဏိပူပြည်နယ်အတွင်းပြန်လည်ရယူပေးဖို့ဒါမှမဟုတ်ရော်ဂျင်းငွေတောင်းဆိုဖို့အိန္ဒိယဗဟုအစိုးရကိုအဆိုပြုခဲ့ပါတယ်။ဒါအပြင်အိန္ဒိယမီဆိုရန်ပြည်နယ်လွှတ်တော်မတ်တအုပ်ကလည်းချင်းပြည်နယ်ကိုအိန္ဒိယနဲ့ပူးပေါင်းဖို့မကြသေးမီကစီယုံပြောဆိုခဲ့ကြောင်းသိရပါတယ်။မီဆိုရန်ပြည်နယ်လွှတ်တော်မတ်ရင်အဆိုပါစီယုံပြောဆိုမှုကိုချင်းအမျိုးသားတအုပ် CNN CNN ပြောရေးဆိုခွင့်ရှိသူဆလိုင်းထန်နီကအတည်ပြုပြီး CNN ပြည်ဌာန နာချုပ်တရှိရာချင်းပြည်ကောင်စင်ရုံဆိုင်ရာမြို့ကိုမီဇိုရန်ပြည်အမတ်လာရောက်စဉ်ကပြောဆိုခဲ့ခြင်းဖြစ်ကြောင်းရှင်းပြပါရယ်။ဟုတ်ပါရင် CNF ဌာနချုပ်ကိုလာတဲ့အထက်လွှတ်တော်အမတ်ကတော့တင်ရဝင်ပြောဆိုတာမျိုးမဟုတ်ပေမဲ့သွေးညစ်နေတော့ နိုင်ငံမှာပြောင်းလဲနေထိုင်တာအတူတကွာပူပေါင်းဆောင်ရွက်မှုကောင်းဖို့တွင်အားပေးတာမျိုးနှွေဦးတော်လိုင်းကာလချင်းအရေးကိုပဟုအစိုးရမှမိမိတို့အတွက်ရည်တည်ပေးမှုတွင်ဆွေးနွေးတဲ့အစဉ်ပါလို့ဆက်လိုက်ထန်နီကမလဆနေရမှာပြောပါရီဒါပေမဲ့ချင်းမျိုးသားတက်ဦး CNF CNN ကအခြားနိုင်ငံတွေရဲ့အချုပ်အခြာအာဏာမှာပဝင်ပေါင်းစည်းဖို့မူဝါဒမရှိကြောင်းနဲ့အာဏာရှင်မှန်သမျှကိုအပြီးချိန်မုံပြီးဖက်ဒရယ်ပြည်နာစုတိဆောင်ရေးအတွက်တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း၎င်းကပြောပါရီ နိုင်ငံရေးစီးရီးသူတွေတီတအုပ်ကတော့မြန်မာနိုင်ငံမှာပြည်တွင်းစစ်ပြင်းထန်လာနေချိန်တိုင်းပြည်အခက်တွေနေချိန်မှာအမျက်ထုတ်တင်လုပ်ရလို့တုံ့သက်ပြီးနိုင်ငံရေးရာအရှိမကြီးတက်ကြောင်းဝေဖန်ပါတယ်။ဘာဘူးကြီးတို့အိန္ဒိယကတော့တကယ်ကိုနိုင်ငံရေးရာအရှိမကြီးတက်ဖို့အတော်လေးညံ့တာပဲ။ဗမာတွေသဘောထားခဏအသာထားအောင်ပေါက်ဖော်ကြီးတယောက်ကလက်ခံလိုက်မယ်ထင်နေလို့လား။ဘာဘူးကြီးတို့ကတော့နိုင်ငံတကာရင်းရောအရှိတောင်အာရှကြီးနဲ့ပတ်သက်လို့ရောတကယ်ကိုဘာမဝင်ဘူးအမျော်မြင်လဲနေတယ်ပြီးတော့မပြောတတ်မဆိုတတ်မလုပ်တတ်မကင်တတ်နဲ့လို့အထက်ပါသူတည်တည် လူမှုကွန်ရက်မှာရေးသားထားပါတယ်။လက်ရှိမှာအိန္ဒိယအစိုးရကမြန်မာအရှင်နဲ့ပတ်သက်ပြီးအားလုံးပါဝင်တဲ့ဆွေးနွေးညီနိုင်အဖြစ်ရှာရေးကိုတိုက်တွန်းနေတော်လဲအိန္ဒိယအရှင်မြောက်ပိုင်းရှိလူမျိုးတူမျိုးနွယ်စုတူတွေကမြန်မာနိုင်ငံမှာ Federal Democracy ပြည်ထောင်စုမစင်ကြောင်းနိုင်ပါက၎င်းတို့နဲ့ပူးပေါင်းဖို့ပြောဆိုမှုတွေရှိနေကြောင်း India for Myanmar တီထောင်သူ Slide တူခါကပြောပါရင်အဖြစ်မရှာနိုင်တဲ့အနေအထားရောက်သွားရင်ချင်းတွင်နဲ့တော့လကောင်းအခြားလူမျိုးနဲ့နိုင်ငံကွာနေထိုင်တဲ့သူတွေနဲ့တော့လကောင်းရွေးချယ်စရာတခုနေနဲ့တကယ်လက်တွေ့နိုင်ငံအခြေအရာဖြစ်လာနိုင်စရာရှိတဲ့အတွက်မြမအရင်ဖြစ်ရှင်းတဲ့အချိန်မှာတာဝန်ရှိသူတွေအနေနဲ့ပို့ပြီးတော့တတိထားဖို့လိုလာပြီဆိုတာပြသတယ်လို့ယူဆကြောင်းပြောပါရင်ဒါပေမဲ့ຫນွေဦးတော်လန်ကြီးမှပြည်내သူပြည်내သားမြန်မာနိုင်ငံသားတွေကတာဝန်တည်စွာနဲ့မိမိတို့တိုင်းပြည်ကုန်သိခါနဲ့အချုပ်ချာအာဏာကိုပြည်သူလူထုလက်ဝဲပြန်လည်ရရှိဖို့အတွက်တိုက်ပွဲဝင်နေကြခြင်းဖြစ်ပြီး Federal Democracy စီပြည်တော်စုတည်ဆောက်ရန်ခိုင်မာတဲ့တန်ိဋ္ဌန်ချထားတာကမြန်မာနိုင်ငံဂုံတိတ်ခါရှိစွာနဲ့ပြန်လာနိုင်ဖို့အတွက်ဖြစ်ကြောင်း NUG နိုင်ငံကြိုင်းဝန်ကြီးဒေါ်စင်မောင်ကပြောပါရီဒါအပြင်အိန္ဒိချင်းပြည်နယ်နှစ်ခုမှာလွတ်တော်အမတ်နဝီရဲ့ပြောဆိုဆွေးနွေးချက်တွေကအိန္ဒိယဗဟုအစိုးရသဘောထားတွေမဟုတ်ဘူးလို့ယုံကြည်ကြောင်း NUG နိုင်ငံကြိုင်းဝန်ကြီးကဆက်ပြောပါရီကျမတို့တိုင်းပြည်အချုပ်ချာအာဏာသူ့နေရာသူပြန်ရောက်ဖို့ပဲအတိအကျမျက်ချင်မပြတ်ဆောင်ရွက်သွားမှာပါလို့ပြောကြခဲ့ကြောင်းတရင်မှာဖော်ပြပါရှိပါရရှင်